ငါ့ကိုဖနှက်စီးပေးဟိုကျမနင်းစီပါမောင်နဲ့မှထားသခင်ထားပေးရမှာပုံစိုးတော့မယ်အဲ့ဒါတော့တော်ရုပ်စိုးခဲ့ရဆိုတော့လေသူဘလောက်စိုးစိုးသူ့မှာစိုးရလောက်တဲ့အကြောင်းပြချက်ရှိမယ်လုံလောက်တဲ့အကြောင်းရင်းခံရှိမယ်ဆိုရင်ကြတော့လုတ်ပြရဲ့လေကဲစေးအယောအဲ့လိုမျိုး25နှစ်လောက်ပြောမြုံကြအောင်အဲ့လို အဲ့ခက်ငယ်လို့ပဲထင်ကြပါတော့အဲ့တော့ရ2500ဖြစ်တဲ့အတွက်အသက်ကလိမ့်လို့လည်းမရအောင်လိမ့်ထားရလည်းမရှိဘူးပေါ့နော်2025ဆိုရုံးသက်လည်း25ပဲပေါ့ရိုက်တာလေအဲ့လိုမျိုးကဘယ်လိုပြောမလဲအခုအဲ့လိုရိုက်ထားတဲ့စီးစီးမထွက်သေးဘူးဆိုရင်ကြောင့်အဲ့လိုနောက်တစ်ခုရိုက်ဖို့ထပ်ပြီးမော်ဒီဗေးရှင်းတိတ်မရသေးဖြစ်နေရပါတော့ အဲ့လိုမျိုးကြောင့်လည်းပါတော့အဲ့လိုရိုက်ထားတဲ့ဟာလေးစောင့်ရအောင်ဟုတ်အရှိမလည်းကကူလင်းကရိုက်တာလေးကြီးဇနန်းမဲဆိုတော့တွေ့ရအောင်ဟုတ်အဲ့တော့ဆိုရင်လည်းရုံးကိုပြောကြရအောင်ဗျာအဲ့ဒါလေးကကြားရပါအော်ဘယ်လိုမှဖြစ်ပါဗျာအိုကျမအနေစီပါမောင်နဲ့မှထားသခင်ထားပေးရမှပုံစိုးတော့မယ်အဲ့ဒါတော်တော်ရုပ်စိုးခဲ့ရဆိုတော့လေအဲ့အဲ့ဆိုရင်ဒီထက်ချန်နယ်နဲ့ကြီးလာတဲ့အချိန်မှာကြာပါကွာအဲ့ဆိုကလေးဆိုရနဲ့လူကြီးဆိုရနဲ့တော့ကွာတာပေါ့နော်ကလေးဆိုရင်လူရခွန်းတော့နိုင်ကြတာလေအရွယ်ရောက်ပြီးသားလူစဉ်းစားတတ်တဲ့လူတယောက်ကဆိုရင်ကြတော့ အဲဒါပို့ပြောမှာပေါ့နော်ဆိုတော့အဲနားလဲပါတယ်ဒါပေမဲ့သူကကြောက်လဲဇက်လန်းထဲမှာကြောက်လဲဒီစိတ်စိတ်ဟိုဘယ်လိုပြောမလဲအဲ psychology ဘက်ကိုနည်းနည်းဦးစားပေးပြီးပြချင်တာပေါ့ကလေးရလို့ရှင်ပြောလို့ရှင်ရင်အဆိုးဘက်ကိုရောက်သွားတတ်တယ်ဆိုတာမျိုးပြချင်တာဖြစ်တဲ့အတွက်ယူရဒီ character ကိုတည်ဆောင်ပေးရဆိုတော့ ဒီ message ရဖို့ကအရေးကြီးရပါတော့။ဟုတ်ဒါကျိုးရတာခတာခတာကခွင့်ပြုစီးခြင်းလဲဆိုရင်ဟာအခုဒီပောက်တုံးမဲ့ပေါ့နော်အဲဒီဆက်မှာ solution လဲ။အဲ့လေပြန်ပြန်တက်လာတော့ဘယ်လိုမျိုးခံစားရလဲ။အဲအဲ့ဟာတော့ဟိုဆော့ပေးရလူတွေကြောက်မှာပဲ။ဆော့ပေးကြတဲ့အခါကျတော့ဟိုဒါလေးကမပြန်ပြီး trend ဖြစ်လာပါတော့เนาะ and item တွေကလည်းအစုံပဲရတော့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအဒီခေတ်မှာရိုက်ထားလည်းမဟုတ်ဘူးလေ2015လောက်ကရိုက်ထားဆိုတော့ အဲ့တော့အဆိုရင်ဒီလိုမျိုးကြီးမရှိခဲ့ဘူးလေအခု TikTok ရှိတော့မှအော်ကိုတ িয়োগ ဆောင်ခဲ့တဲ့အချိန်သူများရဲ့တ িয়োগ ဆောင်တာကိုပြန်မြင်ခွင့်ရအောင်ထထအဲ့တခါအေးကိုဖွင့်ပြီးစီးချင်တယ်အဲ့တခါအေးဖွင့်ပေးပါဒီအချိန်မှသာပေါ့နော်ဒါသားသခင်တို့ကြိုက်တာကဲလန့်တဲ့မျိုးကိုရောကြိုက်ဖြစ်မှာ ဟိတ်ပါရဲ့ဟိတ်ပါရဲ့ဟိုအဓိကတော့ဇက်လန်းပေါ့နော်သူဘလောက်ဆိုဆိုသူ့မှာဆိုးရလောက်တဲ့အကြောင်းပြချက်ရှိမယ်လုံလောက်တဲ့အကြောင်းရင်းခံရှိမယ်ဆိုရင်ကြောက်လုတ်ပြရဲ့လေဘာဖြစ်လို့ဆိုဒီဟာကိုမဖြစ်အောင်လို့ဒီလိုမျိုးဘေးကနေဝိုင်းပြီးတော့အလိုလိုက်ထားရင်ခလေးကငငယ်တုံးမှာအရင်ဟိုလှုပ်ပေးထားလို့ရှိရင်ကြီးလိုက်ထားမျိုးပဲဖြစ်မှာပဲသူဒုက္ခရောက်မှာပဲဆိုတော့တေချာလေနော်အဲ့တော့ဒီလိုဟာမျိုးရရမှာမကြောက်ဘူးဟိုသူ့ရဲ့ရည်ရွယ်ချက်ကောင်းတယ်လေအဲ့တော့ အဲ့တော့ကဘာလို့ဒါဗီဒီယိုဖိုင်မို့အဲ့လိုထားတဲ့ကိနေပတ်သက်ပြီးတော့အဲ့လိုတက်တက်လာတဲ့ဟာလေးကြည့်နော်အခုချိန်ကစားချက်ဆိုရင်တော့ဘယ်လိုလေးဖြစ်နေလဲပေါ့ဒီကိုကြည့်ပြီးတော့ဒီနေရာကကိုသိဆောင်နေတာလေကျိတ်တယ်အဲ့လိုဟာဟိုဥပမာတေချာလေးတင်ပြီးထားပါတော့ပြီးတော့အချိန်ဟို pre production အချိန်ပေးပြီးတော့ရိုက်ခဲ့ငငယ်တော့ကားဆိုရင်အဲ့လောက်ပဲရှိမှာ you know ပုံမှန်ဆိုရင်ဂျာကလေးကျိုးဆောင်နေဆိုတာအဲ့လိုဇက်ညုံးနေပါလေကြုံမရအောင် dialogue တွေပါလေဆိုလဲစီးမော်ရောက်မှာပဲဟိုတင်ပေးရပါတော့တင်ပေး rehearsal တစ်ခေါက်နှစ်ခေါက်လုပ်ပြီးတော့ ရိုက်ကြတာလေအဲအချိမနေစီမှာမောင်တော့ကျတော့အဲ့လိုဥဝမ်းရဒီစင်းနိုင်နီးပါးကို dialog တွေကြိုတင်ပေးရဲအဲပြီးရင်လမ်းလျှောက်တဲ့ပုံစံအစအမ်းမခွေးနဲ့အဲ့လိုမျိုးရဟာဇာကြီးလုပ်ပေးရဲဆိုတော့ pre production လုပ်ပြီးရောရိုက်ဖူးရဲဟိုပထမအဆုံးကားပဲပေါ့နော်အဲ့အကြောင်းလဲဟိုလူတွေမျက်စိပေါက်တယ်လို့ထင်ငါ့ကိုဖနက်စီးပေးဘာ အရင်ကအဲ့လိုပဲသွားခဲ့အဲ့လိုဗီဒီယိုကားရအများကြီးရိုက်ခဲ့ရုပ်ရှင်ကားကြီးလည်းရိုက်ခဲ့ဟိုရုံးလို့ဆိုရှင်ဒီလိုမျိုးတစ်ခါပဲအထိတ်ဝမ်းထိတ်ကျူးအဲ့လိုမျိုးပေါ့တစ်ခါပဲယူလို့ရရဲ့ဖင်ခက်လည်းမိခဲ့ပေါ့နော်အဲ့ဆိုနည်းနည်း pressure များရဲ့ခလေးလည်းဖြစ်တာဟုတ်ဆိုလူကြီးတွေနဲ့အလုပ်တွဲလုပ်တဲ့အချိန်မှာရှိန်နာတို့အဲဆိုရင်စိတ်များတာရှိရပေါ့နော်ဒါမဲ့လည်းဟိုဘသူမှတော့အဲ့လိုမျိုးဒီရိုက်ကွဲထဲမှာရှိတဲ့များလူတွေအကုန်လုံးစိတ်ညစ်မပေးဘူးပေါ့မိန်းမသမီးတွေ ကတော့သူတို့ဝစ်ဆုံအတွက်ဂျူတင်ပြင်ဆင်ဖို့ပါဘူးရရရမှာပေါ့နော်အဲယူနုကလေးတုံးဆောင်နေကြာမရခဲ့ခါကြာအဲ့လိုပဲစိတ်မောမှာပဲကြက်ရတာပဲအမြန်ကြက်ရတာပဲဟုတ်ကြီးမရောဒါကိုပိုင်းနဲ့စုံတာမျိုးမရှိသေးလားအာဦးပိုင်းနဲ့အဲ့လိုကြီးမကကိုင်းတော့ပြန်စုံသေးဟုတ်အပြင်မှာစုံတာရှိတယ်ဟုတ်ကိုယ်ကတမီးရအောင်မလားပေါ့အဲကိုဝိုင်းနဲ့အတာကိုနဲ့ကိုက်ရိုက်နေပြီအဲပြောတတ်သေးဘူးကိုကလေးတို့ဆောင်နေခုလာရောဒါ တက်တက်ကြီးလာပြီပေါ့။ဟိုတနေ့ဆိုလည်းမွေးနေ့ဖြစ်ကြွားကြတော့ခံစားချက်ပေါ့အဲ့လိုမျိုးဘယ်လိုရှိလဲ။ညောကျတော့အဲ့ကလေးတယောက်ဆောင်လို့ပဲမြင်နေကြတာများတယ်နော်။ဟုတ်။အာယောအဲ့လိုမျိုး25နှစ်လို့ပြောမယုံကြအောင်။အဲ့ခင်ရလို့ပဲထင်ကြပါတော့။အဲ့မဲ့ရ2000မွေးရဖြစ်တဲ့အတွက်အသက်ကလိန်လို့လည်းမရအောင်လိန်ထားလည်းမရှိဘူးပေါ့နော်။2025ဆိုရုံးတက်လည်း25ပဲ။ မယ်။ရာအဲ့လိုကိုယ်ကလေးလို့အဲ့လိုငယ်လူလို့မြင်တဲ့အပေါ်မှာအဲ့လိုမကြိုက်တာတော့နေရခက်တာတော့မရှိဘူး။အဲတချို့ဆိုလည်းအဲ့လို23 24ညီမလေးရာလည်းညီမလေးလို့ပဲခေါ်ကြရောဆိုအဲ့လိုပါပဲ။တို့မျက်စီထဲမှာငငယ်လေးကနေကြီးလာတော့ဖြောင်းမြင်ခဲ့တော့လေ။ဟိုဘယ်လိုပြောမလဲ။အမြင်နဲ့ကိုယ်မျက်စီရှိမှကြီးလာတယ်လို့ဆိုတော့ကိုယ့်ထက်အငယ်လို့ပဲအကုန်လုံးထင်ကြတာဟုတ်။ တချို့ရာလည်းဒီဘက်ကြိုက်တာရဲ့တဲ့ခါငင်းရုပ်ကြီးမပြောက်တော့လေဒါတချို့ဓာတ်နဲ့ဒါကြီးတဲ့ကြိုက်တာနဲ့မလိုက်ကြအောင်လို့မြင်းနဲ့အပေါ်မှာအလိုလိုလေးရှိတယ် and ဒါကြောင့်အဲ့လိုမျက်စိရဲ့မှာတော်တော်လေးအသားကျသွားတာ။ယောကခလေးကျောက်ဆောင်တော့ကဟိုအချိန်ခဏအချိန်ပိုင်းလေးလုတ်ခဲ့ရမဟုတ်ဘူးလေ။ဟိုလုံးဝပစ္စည်းလေးတည်းရတယ်။သွားမစုံခင်ကလေးကနေပြီးတော့လုတ်ခဲ့ရဆိုတော့မျက်စိရဲ့မှာတအားဆွဲနေတဲ့ခါကျတော့ အဲ့လိုဆိုတာဒါဖြောက်ရတော့ခတ်မှာပဲတို့အနေနဲ့အမြင်ပြောင်းရရလဲခတ်မှာပဲပေါ့နော်ဟိုယုံမကဒီလိုမျိုးမတူညီတဲ့ character တွေအများကြီးလှုပ်ပြရတာတော့ make up စပင်တွေအများကြီးချိန်ပြရတာတော့လှုပ်ပြမှာပဲဟိုဒါကိုပြောင်းဟိုမျက်စိရမှာပြောင်းပြီးတော့မြင်ပေးလို့ရမှာပေါ့လောပိုင်းဟောတာလူကြီး character တွေရောဒါစက်လိုက် တွေ့ရမယ်အင်းအခုရရင်တော့လူကြီးကြိုက်တာမရရတော့မှမဟုတ်ပြောင်းလဲသွားဘောနော်ဟုတ်အဲ့တင်းလို့ယူတဲ့ကာရီတာမျိုးတော့မရိုက်ဖြစ်လာအခုမှဆိုရုံအိမ်ထောင်ရေးဆက်တွေပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့မရိုက်ဖြစ်သေးဘူးအဲ့လိုမျိုးတွေအဲရှိရောရှိရဲဒါပေမဲ့အယုံကိုရိုင်းရလေအဲ့လိုမျိုးပြိတက်တည်းရဲ့အမြင်ကိုလည်းထည့်စင်စားရဲပြီးတော့ယုံကိုရိုင်းရလည်းဟိုဒီဟာပေါ်မှာမူးထဲဖို့အတွက်ကိုအကိုကိုနည်းနည်းလေးအားမရအားရတဲ့အနေထားမှာမရှိသေးလို့လည်းပါပေါ့နော်ရိုက်ဖြစ်သေးဟုတ် ယောအမြဲဒီစိတ်ထဲမှာရှိပါတယ်ယောတခါတော့ပဲချစ်ဖို့ချစ်ဖို့အဲ့လိုငငယ်ရပဲချစ်ဖို့ချစ်ဖို့အဲ့လိုမျိုးပေါ့နော်အချို့ကပြောငငယ်ကချစ်စားလေကြီးလာမချစ်တော့ဘူးကြီးလာလည်းမချစ်တော့လည်းညကျေးဇူးတင်တယ်ဘာမှဖြစ်ဘူးတခါတော့ချစ်ဖို့ရယ်ဆိုရင်ကျေးဇူးတင်တယ်ပေါ့နော်ဟိုလူတိုင်းကတော့ငငယ်တော့ခလေးဘွားတော့အကုန်လုံးကိုချစ်ဖို့ကောင်းကြပါလေဆိုရရင်အဲ့ပေါ်မှာအဲဘလို့မှသဘောမထားဘူးညတခါတော့ပဲချစ်ဖို့ပဲပြိတ္တပဲဖြစ်ဖြစ်အကုန်လုံးရင်ထဲမှာအမြင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ